အောင်မင်းမင်္ဂလာပါကျွန်တော်ကတော့ဆရာလူတာပဲဖြစ်ပါတယ်ဂျွန်လာတလာစာတနင်္လာနေ့များတလာစာဟောစရံကိုကျွန်တော်ပြပြပြသွားမှာဖြစ်ပါတယ်ဒီလကတော့ဒီတနင်္လာများအနေနဲ့ပေါ့နော်ငွေကန်ကတော့ကောင်းတဲ့လလို့ပြောလို့ရပါတယ်ပတ်စံဝင်တာများပြီးတော့ဒီမိမိအတွက်အလောက်ကန်အခွင့်အရေးတွေလည်းအလုံးမင်းကောင်းမှုနဲ့ လာလို့လည်းပြောလို့ရတယ်ပေါ့နော်။နောက်ပြီးရခါကျတော့စက်တူလုပ်ငန်းတွေကလေလာမှာအကျိုးပေးပြီးတော့မိမိရဲ့စက်တူလုပ်ငန်းတွေအတွက်ကူညီပေးမဲ့သူတွေမဆာပေးမဲ့သူတွေလည်းအများအများပေါ်လာတတ်ပါတယ်။လုပ်ငန်းပိစာရဲ့အနေနဲ့ပတ်သက်ပြီးတော့အရင်ရှိပြီးသားလုပ်ငန်းတွေကဒီလာမှာပို့ပို့ပြီးတော့အဆင်ပြေလာပြီးတော့ရလက်ကောင်းတွေရရှိလာဖို့တွေတွေ့ရပါတယ်။ဒါပေမဲ့လုပ်ငန်းအစ်စ်တွေကိုဒီလာမှာလုပ်မယ်လို့စဉ်းစားတယ်ဆိုရင်တော့အလုံးဝလုံးဝမလုပ်တင်ပါဘူး။လုပ်ငန်းတွေလုပ်မယ်ဆိုဒီကာလမှာဒီဟိုပြောရမယ်ဆိုရင်တော့အရှုံးများတာမျိုးအခက်အခဲတွေကြုံရတာမျိုးပြဿနာတွေကြုံရတာမျိုးဖြစ်တတ်တယ်။အဲ့တော့ logo ရှိပြီးသားလုပ်ငန်းတွေကတော့ဒီလာမှာပို့ပို့ပြီးတော့အားကောင်းလာပြီးတော့ပို့ပို့ပြီးအဆင်ပြေလာတာကိုတွေ့ရတယ်ပေါ့နော်။မိမိရဲ့မိသားစုတွေထဲကနေပြီးတော့မိသားစုညီကိုမောင်နှမဒီ ိမိရဲ့အိမ်တွင်းရေးနဲ့ပတ်သက်ပြီးတော့အိမ်တွင်းရေးအတွင်းပိုင်းပေါ့အိမ်တွင်းရေးပြဿနာတွေတက်တာမျိုးအိမ်တွင်းရေးအခက်အခဲတွေရှိတာမျိုးအိမ်တွင်းရေးအနောက်ရှက်တွေရှိတာမျိုးအိမ်တွင်းရေးပြဿနာတွေရှိတာမျိုးတွေလည်းဖြစ်ပေါ်တတ်ပါတယ်နောက်ပြီးတဲ့အခါကျတော့ဒီကာလမှာပေါ့နော်ငွေကြေးငွေကြေးတွေကိုချီးငားတာမျိုးငွေကြေးတွေကိုညားရှိရနေပြီးတော့ကိုယ့်ရှာလာချီးရခါကိုလောကလောကကိုကလည်းကိုမချီးနဲ့ဒီကိုရှိကချီးရလဲလောကလောကလက်ခံပါနဲ့ ဒီပြောချင်တယ်ပေါ့နော်ပြီးတော့ဒီလာထဲမှာလည်းအင်ဂါနန်စက်တို့စက် PC အစ်စ်တွေနောက်စိန်တဲ PC တွေစသဖြင့်အင်ဂါနန် PC တွေလည်းအများအများဝင်တတ်တယ်အင်ဂါနန် PC တွေဝင်ပြီဆိုတော့မိမိဘဝမိမိဒီအလုံးမင်းကံကောင်းတယ်အများကြီးကံကောင်းတယ်လို့ယူဆလို့ရတယ်ပုံပြီးကံကောင်းလာမယ်ဆိုတဲ့နေထားတစ်ခုလည်းတွေ့ရတယ်ပေါ့တော့ဒီကာလမှာကြတော့ဗာလဲဆိုတော့အဓိကအဓိကတော့စိုးရင်ကြရှိတာကြတော့ဗာလဲဆိုတော့မိမိရဲ့အထက်လူကြီးတွေဒါလူကြီးတူမာတွေပေါ့နော်အဲ့လူကြီးတူမာတွေရဲ့ဒီအထင်လွဲခြင်းခံရတဲ့ကြောင့်မလို့ဒီကာလမှာပေါ့စကားအပြောဆိုတာစပြီးတော့အားလုံးတတိထားပြောဆိုဖို့လိုရပါလိမ့်မယ်ဒါမိမိထက်ငယ်တဲ့မိသားစုဝင်တွေမိမိထက်ငယ်တဲ့သူတွေပေါ့နော်ကျမ်းမာကြီးညံ့တက်ပြီးတော့စီးအောင်စေကန်နေတက်ရတာမျိုးနောက်ဆုံးအချိန်လေးစိုးစိုးဝါးဖြစ်တက်လို့ဆိုပြီးတော့ ့စိရောက်တက်ရတဲ့အခြေအနေမျိုးတွေလည်းဖြစ်ပေါ်တတ်တာကိုလည်းတွေ့ရပါတယ် ော့ဒီကာလမှာပေါ့နော်ဘယ်သူဘယ်ဝါနဲ့မှာဘာပြက်နာကြီးကြီးမားမားမပတ်ချင်ဘူးဆိုရင်ဘာစကားမှမပြောဘဲနဲ့အေးဆေးဆေးပဲဒီနှုတ်ပိတ်ပြီးတော့အေးဆေးဆေးနေလိုက်ချင်းရအချို့ချို့ချောအချို့တော့ပြက်နာတွေကိုအေးဆေးဆေးကြော်ဖြတ်နိုင်မယ့်အနေထားလို့ပြောလို့ရပါတယ်ဒီကာလမှာပေါ့အတိုက်ခံအမြောင်များရှိပေမဲ့လည်းလုံးစရာရှိတာကိုတော့ကိုယ့်ကိုယ်ကိုပြောင်းလဲတက်လို့ပို့လို့လိုအပ်တယ်မူလရှိရင်နော်ဒီလိုဟိုလိုပဲပါတယ်ပေါ့နော်ဒီအားဆိုရင်မမီရဲ့အကိစ္စရဲ့ဒီတော့အေးဆေးဆေးပဲပြီးဆုံးသွားလိမ့်မယ်ထို့လို့ရှိရပါတော့လုံးဝလုံးဝရှိမှပြောခဲ့သလိုမျိုးပဲပေါ့လုံးဝအသက်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 လုံးဝမလုပ်ပါနဲ့အဟောင်းအဟောင်းတွေကိုပဲရှိနေတဲ့အဟောင်းတွေကိုပဲလုံးနေတဲ့အဟောင်းတွေကိုပဲလုံးနေတဲ့အရာတွေကိုပဲပို့ပြီးအကောင်ပို့ပြီးအစီအစဉ်ပြောင်းလို့သွားဖို့ပဲကျွန်တော်အနေနဲ့အကြံပြုလို့နေပါတော့နောက်ဖြစ်ပေါ် ါ်လာတဲ့ကောင်းကျိုးတွေဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေနော်အဲ့အရာတွေပေါ်မူတည်ပြီးတော့မှလိုင်လောညီတယ်မှုရှိစွာနေတတ်ဖို့လိုအပ်ပါပဲဘာမှလုံးချာမှုရှိဘူးဆိုရင်ဘာမှဆောင်ရွက်ချာမှုရှိလို့ဆိုရင်ဆိုရင်တော့ထိုင်နေပါအဲ့လုံးချာရှိတာနဲ့ပြင်းနေမယ်လုံးချာရှိတာနဲ့ထိုင်နေမယ်ဆိုရင်တော့ရာသိမ့်ရတဲ့ကာလေးကိုမရဘဲနဲ့အဲ့လိုကျန်တဲ့နောက်လလလတွေမှာပေါ့နော်ပင်မတ်တဲ့ဆင်းရဲတဲ့အဆင်မပြေမှုတွေဖြစ်ပေါ်တတ်တယ်ပေါ့နော်ဟုတ်ကြတော့ပါလေဆိုတော့အမှုကိစ္စတွေကြုံတွေ့ရတတ်ပါတယ်ဒီလမှာတက်နိုင်လောက်ပေါ့နော်အမှုကိစ္စတွေကြုံတွေ့ရခြင်းမရှိစေရတဲ့တက်နိုင်လောက်ရှောင်ကျင်ပါ 6 night လောက်ပေါ့နော်ဒီဟို view site ပါတော့ကျွန်တော်နေမှာတင်တယ်နောက်ပြီးတဲ့ခါကျတော့အခြေရေးတွေကတော့ဒီကာလမှာလုံးဝလုံးဝပင်ပန်းတက်တဲ့လလို့ပြောလို့ရပါတယ်အခြေရေးတွေပင်ပန်းမယ်စင်မြေဝူးလို့ရှိမယ်ဟိုဒီပြောမှဆိုတော့အခြေရေးကြောင့်မလို့ကိုယ်မှာစိတ်တော့ကရောက်ပြီးတော့ဒီတော့ကပြပါတာတွေလည်းအမြောင်များဖြစ်ပေါ်တတ်တယ်အခြေရေးကြောင့်မလို့ကိုယ်မှာစိတ်ဆင်းရခြင်းပင်ပန်းရခြင်းစိတ်နှောင့်ယှက်ဖြစ်ရခြင်းအဲစသဖြင့်ပေါ့နော်အခြေရေးကြောင့်မလို့ပင်ပန်းရခြင်းဖြစ်တတ်ပါတယ် တော့နောက်ပြဒီကာလမှာပါနော်ဒီတက်မိုင်းခြေလေးနဲ့ပြောရမယ်ဆိုရင်နော်ဒီအသေးစားမတော်မဆမှုလေးတွေဖြစ်တာမျိုးအဲ့ဒီအသေးစားမတော်မဆမှုလေးတွေကြောင့်မလို့မိရဲ့ခြေလက်ခန္ဓာကိုယ်ရဲ့အယိုးစစ်တွေထိခိုက်တာမျိုးအယိုးစစ်တွေနစ်နာတာမျိုးအယိုးစစ်တွေနာကျင်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်ခင်ဗျာနောက်ပြရဲ့ခါကျတော့ကျွန်တော်တို့ဒီ စီးနဲ့ပတ်သက်တဲ့ယောဂါတွေကျွန်တော်တို့ဒီအမျိုးသမီးတွေဆိုရင်တော့အမျိုးသမီးယောဂါတွေဒီကာလမှာကြီးဟိုဖြစ်ပေါ်တတ်တယ်ပေါ့နော်။ယောက်ျားလေးတွေဆိုရင်တော့ကျွန်တော်တို့စီးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဒီဒီဖြစ်တဲ့တာကိုတွေ့ရပါတယ်။အဲ့တော့ဒီကာလမှာပေါ့မိမိရဲ့လုပ်ငန်းဆောင်တာတွေအားလုံးအစီအစဉ်ချောင်းမွေးဖို့ရန်အတွက်အကောင်းဆုံးရည်ရွယ်ချက်ကိုပြောရမယ်ဆိုရင်တော့မိမိဒီလမ်းတွေပေါ့နော်လမ်းတွေလမ်းတွေပြင်ပေးတာမျိုးလမ်းတွေလမ်းမှာရှိနေတဲ့လမ်းမှာရှိနေတဲ့ပေါက်တွေကိုကျွန်တော်တို့ဒီပေါက်တွေကိုဖားပေးတာမျိုးဒါမျိုးတွေလုပ်ပေးပါ။မိမိရဲ့ဒီဖုံးကြီးနော်ဟိုဖုံးကြီးတွေတိကျရှင်တွေကိုဖက် လှူလာမျိုးဖနက်နော်ဖနက်လှူလာမျိုးဖနက်ဟိုတပားကိုတည့်ရန်စီပေါ့နော်မိမိတက်နိုင်ကြလောက်ပေါ့နော်ဖနက်လှူပေးရမျိုးလုပ်ပေးပါအဲ့ဒါဆိုမိမိရအခက်ခဲမိမိရအနှောက်အယှက်တွေပြေလည်သွားပါလိမ့်မယ်အားလုံးအစီအမေချုံးပေးကြပါစေဂျွန်လာမှာလည်းမိမိတို့ရစောင်ရွက်တော့ကိစ္စမများအားလုံးအစီအမေချုံးပေးပါစေကျွန်တော်လည်းဆုတောင်းပေးနေတယ်တနည်းနဲ့တာမိမိများအတွက် hostel ကိုဒီမှာနေပြီးတပိုင်ခင်ဗျာအားလုံးပဲအစီအမေကြပါစေအားလုံးပဲမိလာပါကျွန်တော်ကတော့ဆရာလေးတာပဲဖြစ်ပါတယ်ဂျွန်လာတလားစာတလေးနာတာမိမိများတဲ့တလားစာ hostel နဲ့ ရားလေးတွေကိုကျွန်တော်တောက်ပြပေးသွားမှာဖြစ်ပါတယ်။တလင်းလာတသမီများအနေနဲ့ဒီလမှာပေါ့နော်။မိတိအခက်ခဲမိတိပြတ်နာပဲကြုံရကြုံရမိသူ့အချီကိုမှအကူအညီတောင်းတာမျိုးအားကိုရှာတာမျိုးလုံးဝလုံးဝမဖြစ်ပါနဲ့။အဲ့တော့မိမိအားကိုရှာလိုက်တဲ့အရာတိုင်းကမိမိကိုဒုက္ခပေးတဲ့သူတွေဖြစ်လာပြီးတော့ကြားကြောက်လို့ရှင်ကြီးကိုရှင်ကြီးကြားထက်ဆိုးဆိုတဲ့အဖြစ်အပျက်မျိုးဒီလမှာကြုံတွေ့ရဖို့ရှိပါတယ်။အကြောင်းဒီလမှာမိလို့ဆရာရှိရလုံမယ်ဆိုတော့ကိုအားကိုကိုပြီးတော့လို့ဆရာရှိရကိုလို့အကြံပြုချင်ပါတယ်။အကြံပေးချင်ပါတယ်။ဒီကာလမှာပေါ့တနင်္ဂနွေလောက်ပေါ့နော်။လူတွေကိုယုံပြီးတော့မှကြောင်မိဒုက္ခရောက်တာမျိုးဖြစ်တဲ့မျိုးတွေကြုံတွေ့ရတတ်ပါတယ်။ဒါမိမိရဲ့ဒီအိမ်မှာရှိနေတဲ့လက်အောက်ငယ်သားတွေဒီရန်ဟိုဟိုထပ်ပြေးတာမျိုးထပ်သွားတာမျိုးမိမိရဲ့ဒီမိမိတဲ့ငယ်တဲ့သူတွေ ဲ့ရံဖြစ်ပြီးတော့တို့နဲ့အဆင်ပြေလို့တို့တို့ကနေမျိုးအိမ်ရနေစင်းသွားတာမျိုးအဖြစ်ပြမျိုးကြုံတွေ့ရကြရှိပါတယ်ဒီလမှာအိမ်ပြောင်းတာမျိုးအိမ်ရွှေ့တာမျိုးနော်အိမ်နဲ့ပတ်သက်ပြီးတော့ပြင်ဆင်တာမျိုးလုံးဝလုံးဝမလုပ်တင်ပါဘူးအဲ့လိုမျိုးလုပ်မယ်ဆိုရင်တော့မိမိကဒီထက်ပို့ပြီးတော့စိုးရတဲ့အခြေအနေမျိုးကနေဒီထက်ပို့ပြီးစိုးရတဲ့အခြေအနေမျိုးရှိဖို့ပဲဦးတည်သွားပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်နောက်ပြီးတော့မိမိကဒီကာလမှာအောင်းငါကိုအာမခံပေးတာမျိုးတို့ဘာကိုဒီဒီတောင်းဝင်ခံပေးတော့တောင်းဝင်ယူပေးတာလုံးဝလုံးဝမလုပ်ပါနဲ့အဲ့လိုမျိုးလုပ်ပြီးဆိုတာနဲ့နောက်မှာတောက်ဆက်တဲ့ပြဿနာလေးပေါ်ထွက်လာဖို့ရှိပါတယ် ဒီလမှာတော့တခုထူးဆန်းတာကြတော့ပါလဲဆိုတော့ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့ဝင်စရာရှိတာဝင်တယ်ဝင်စရာရှိတာဝင်တယ်ဒါပေမဲ့အလုံးမင်းဝင်တာမျိုးမဟုတ်ဘဲနဲ့မိဝင်တဲ့ဟာတွေမိသုံးရမဲ့ဟာတွေအများကြီးကွက်တွေမျိုးဖြစ်တတ်တယ်ဒါပေမဲ့ငွေကြေးအရင်ကြီးကြက်တဲွားတာမျိုးအရင်ကြီးဖျားခတ်တာမျိုးတော့လုံးဝလုံးဝမရှိပါဘူး ဒါပေမဲ့အရင်လက်ထက်စာရင်တော့ဒီလကတော့အနည်းဆုံးတော့မွေးကြီးကိစ္စနဲ့ပတ်သက်ပြီးတော့အသက်ကျူ၆နှစ်လို့ကျွန်တော်ကျွန်တော်နေပြောချင်တယ်။တခုတတိထားကိုပြောချင်တာကျွန်တော်ဒီလမှာပေါ့နော်။တချီလဲအပွားကြံပြီးတော့ဒါအကုန်လုံးရင်းချလိုက်ပြီးငါအမြန်ဆုံးနေအများကြီးရမယ်ဆိုတဲ့ကိစ္စမျိုးတွေလောင်းစားတစ်ခုခုပေါ်မှာအလွန်မင်းပုံအောလိုက်တာမျိုးလုံးဝလုံးဝမလုပ်ပါနဲ့။အဲ့လိုမျိုးလုပ်လိုက်ပြီးဆိုတာမိမိကအနောက်ချက်တွေဖြစ်လာပြီးတော့အဆင်မပြေတာဖြစ်လာပြီးတော့ကောင်းတာဖြစ်လာပြီးတော့ဟိုမမြတ်တော့ကောင်းမယ်ဆိုပြီးလုပ်လိုက်တဲ့အရာအောင်ပျက်စီးချိုးရင်းသွားတတ်ပါတယ်။ နောက်ပြီးတော့ဆရာသမားလိုပုံပုံမျိုးတွေမိမိတက်ကြီးပါတယ်ဆိုရင်မိမိယုံကြည်ကြပါစေသူမျိုးတွေရဲ့ဒုက္ခပေးခြင်းအကောက်ကြံခြင်းမိမိကိုမိမိရှိရနေမှာအခွင့်အရေးတွေလုပ်ယူခြင်းတွေကြုံရရတဲ့ဒါပေမဲ့ဒီလားကနေစတဲ့မိမိနဲ့မတည့်တဲ့သူတွေနဲ့မိမိနဲ့စီးပွားရေးအဆင်ပြေတယ်မိမိရဲ့ပြိုင်ဘက်တွေနဲ့ဒီကာလမှာလုံးဝလုံးဝဒီစကားပြောရတာအဆင်ပြေပြီးအုပ်ွေလို့ကျွန်တော်တို့လည်းပြောလို့ရတယ်ပေါ့နော်မိမိရဲ့အလောက်ကင်ကနေပြောတယ်အခွင့်အကောက်နေရတဲ့အဲ့တော့ဘာပဲဖြစ်လာဖြစ်လာဘာပဲရှိလာဖြစ်လာအကောင်းဆိုလည်းနှစ်ကြိမ်အဆိုးဆိုလည်းနှစ်ကြိမ်နှစ်ခါနှစ်ခါနှစ်ခါနှစ်ကြိမ်နှစ်မျိုးပါအဲ့လိုမျိုးတွေကြုံတွေ့ရဖို့ရှိပါတယ်ပြောချင်တာတော့နှစ်ခါနှစ်ခါဖြစ်စဉ်တွေဖြစ်တဲ့လေလို့ကျွန်တော်တို့လည်းပြောချင်ပါတယ် နောက်ပြီးတော့အိမ်တော်ရှိရတဲ့လူတွေနဲ့ဆိုဒီကာလမှာအိမ်တော်ရဲ့အစီအမံပေးရမျိုးအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့လုံးဝပင်ပန်းရတော့စိတ်ပင်ပန်းရလို့ဖြစ်လာတတ်ပါတယ်တော့ဒီကာလမှာပေါ့နော်ဒီဒီပြောရမယ်ဆိုရင်တော့ဒီအချို့သောကိစ္စရတွေကိုလုံမဲ့လုံမဲ့ကြံစီတိုင်းမပြီးနိုင်မစီးနိုင်အာအနောက်ချက်တွေမျိုးစုံဖြစ်နေရမျိုး ကြုံစားတတ်တယ်အဲကြောင့်မလုံးရာရှိအောင်ရှိမယ်ဆိုဖြစ်ပြောင်းနေလုံးရာချက်လုပ်လိုက်ကောင်းနေဖြစ်နေဆိုဒီနေလုံးဝကုန်ဆိုင်နေငါလုံးရာချက်လုပ်ကိုလုံးမယ်လို့ပြောရတာကောင်းပါတယ်ဘာပဲဖြစ်လာဖြစ်လာဒီအမှုခင်းအမှုခင်းဖြစ်လာမယ်ဆိုရင်အချို့ရာအားလုံးကဝင်ပြဘက်ကရှော့ပေးလို့ရရင်ရှော့ပေးတတ်ခြင်းအားဖြင့်တက်နာအားလုံးကိုကြော်နိုင်ပါလိမ့်မယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ဟိုမမိဟိုနိုင်ကျင်လုံးတို့အစဉ်ပြေကျင်လုံးတို့လောက်ကမှာပို့ပို့ပြီးမမိရဲ့ဒီချက်တဲမှုတွေပို့ပြီးဖြစ်ပေါ်လာတတ်တာကိုတွေ့ရပါတယ်အခြေအေးဒီနေကဒီကာလမှာပေါ့နော်ဒီရန်ဖြစ်ရတာမျိုးပြိပကဖြစ်ရတာမျိုးအစဉ်ပြေဖြစ်ရတာမျိုးစိတ်ပင်ပန်းရတာမျိုးကိုပင်ပန်းရတာမျိုးဖြစ်ပေါ်လာတတ်ပါတယ် နောက်ပြီးတော့ကျန်းမာရေးနဲ့ပတ်သက်ပြီးပြောလို့လားကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အောက်ပိုင်းခါအောက်ပိုင်းနေခါနဲ့ပတ်သက်တဲ့ယောဂါတွေနောက်ပြီးရခါကျတော့ကျွန်တော်တို့ဒီမိမိရဲ့ဒီခါနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တဲ့တယ်နောက်ပြီးတော့ဒီသွေးနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တဲ့တယ်အရိုးအကြောနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တဲ့တော့ကျွန်တော်နေတွေ့ရပါတယ်အော်ဒီကာလမှာပေါ့နော်ဆက်ကြတော့ဗာလဲဆိုတော့တနက်ကလာပေါ့ပြောမယ်ဆိုရင်တော့မိမိအပြောင်းရှင်းရောမနဲ့အိမ်ပြောင်းတာကိုအလုပ်ပြောင်းတာကိုဟိုပြောင်းတာကိုဒီပြောင်းတာကိုဘာပြောင်းတာပဲဖြစ်လုံးဝလုံးဝမလုပ်ပါနဲ့နော်ဒီကာလမှာတနက်ကလာပေါ့နော်ဒီမလုပ်တာကောင်းတယ်ဒီကာလမှာဒီအယောင်းဝယ်တွေတမားတွေအနေနဲ့ဆိုဒီကာလမှာအကြီးအကျယ်ဟိုနော်ဝုံဝေကောင်းတာတွေတွေ့ရပါတယ်နောက်ပြီးရခါကျတော့ဒီလမှာပေါ့နော်ဒီ ကံကောင်းစေတဲ့ကြရားကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမိမိရဲ့ဒီကျွန်တော်တို့နေနံတောင်းပါနော်တနင်္လာတောင်းပါတနင်္လာတောင်းမှာရှိတဲ့လက်ဆောင်ပြားရှိပေါ်မြကြီးကိုဇေဘယ်ပန်တက်စစ်ကတ်လို့ပြီးတော့ဆူတောင်းတာမျိုးရေတက်စစ်ပူဆောင်တာမျိုးလုပ်ပေးပါမိမိရဲ့အိမ်ရဖျားမှာလည်းကျွန်တော်တို့မုံလုံးရေပေါ်ပေါ်တက်စစ်ကတ်လို့ပြီးတော့မာမိမိရဲ့အခက်ခဲမိမိရဲ့နောက်ရှက်မိမိရဲ့ပင်ပန်းမှုတွေအလုံးကတ်တာပါသေးကြောင်းဆိုပြီးတော့ဒီဆူတောင်းပြီးတော့ဒီဆူတောင်းပါပါနော်အဲဒါဆိုတော့မိမိရဲ့အခက်ခဲတွေပြေလည်ပါပါလိမ့်မယ်အားလုံးပဲဒီလမှာအားလုံးအစီအမိကြပါစေရလက်ကောင်းတွေရရှိကြပါစေအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျွန်တော်နေနေပြေဆုံးကြပါစေကျွန်တော်နေနေဆုမတောင်းပေးလိုက်ရပါတယ်ခင်ဗျာ အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးတာပဲဖြစ်ပါတယ်ဂျွန်လာတလာစာအင်္ဂါသာသမီများတဲ့တလာစာဟောဆရာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဂျွန်လာမှာဒီကာလမျိုးမှာအင်္ဂါသာသမီများအနေနဲ့တာမန်အခြေအခြေအနေရနေပြီးတော့မှာပေါ့နော်စီးပွားရေးစီးပွားရေးတွေဒီမူရေးတွေကအချိန်ဟုန်ပြင်းစွာဖြစ်တက်လာပြီးတော့လက်ရှိအခြေအနေထက်ပိုပြီးကောင်းတာမျိုးပိုပြီးစီးပွားတက်လာတဲ့အခြေအနေမျိုးကြုံရရဖို့ရှိပါတယ်ဒီကာလမှာမိမိရဲ့လုပ်ငန်းတွေကိုအင်တိုင်းအားတိုင်းစိတ်ပါလက်ပါပို့လုပ်မယ်ဆိုရင် ဒီကာလမှာအလွန်မင်းပိုကောင်းလာပြီးတော့ပိုပြီးတိုးတက်လာဖို့ရှိပါတယ်မိမိရဲ့စိတ်ထဲမှာစိတ်မပါလက်မပါပဲနဲ့လုံနေရတာမျိုးရှိမယ်ဆိုရင်တော့ဒီကာလမှာစိတ်ပါလက်ပါလေးလုတ်ပြီးတော့လုံစရာရှိရာလေးကိုဖျက်ဖျောက်နေတဲ့လုတ်ဖို့ကျွန်တော်နေနဲ့အကြံပြုလိုပါတယ်နောက်မိမိနဲ့ပြက်နာတက်နေတဲ့သူတွေမိမိနဲ့အဆင်ပြေတဲ့သူတွေနဲ့လည်းဒီကာလမှာအဆင်ပြေချုံးမိပြီးတော့မိမိနဲ့လို့ပေါ့နော်ဒီအဆင်ပြေပါတာမျိုးလေးပြရတတ်ပါတယ်နောက်ပြီးတဲ့ခါကျမိရှိကိုပေါ့နော်အဖိုးတန်ကြောက်ညက်ဒဏ္ဍာရီဝင်လာတတ်ပါတယ်အဖိုးတန်ကြောက်ညက်ဒဏ္ဍာရီဝင်လာပြီးဆိုတော့မိမိကကံကောင်းမှုတွေကြုံရတယ်ပေါ့ကံကောင်းမှုတွေဖြစ်လာတယ်ပေါ့ဒါသို့တော့ ချွေတဲ့ PC ရွှေနဲ့ပတ်သက်တဲ့အရာတွေဝင်လာပြီဆိုတော့မိမိကကန်ဆိုးတာမျိုးတွေပင်ပန်းတာမျိုးတွေစိတ်အိပ်ပင်ပန်းခြင်းကိုယ်ပင်ပန်းခြင်းတွေဖြစ်ပေါ်လာတတ်တော့တွေ့ရတယ်။အကြောင်းမလို့ရွှေနဲ့ပတ်သက်တဲ့ခါမျိုးတွေဝင်လာလည်းမကောင်းဘူးထွက်တာလည်းမကောင်းဘူးဒီကာလမှာပေါ့နော်မိမိကအရေးကြီးကိစ္စရပ်တွေလောက်ဆရာရှိတာမဟုတ်လို့ဆိုမိမိရဲ့ရွှေတဲ့ PC တစ်ခုခုကိုရောင်းချပေါင်းနေပြီလောက်ရမှာမျိုးရှိမှာဆိုလုံးဝလုံးဝရွှေတဲ့ PC တွေကိုရောင်းချပြီလုံးဝလုံးဝမလုပ်ပါဘူးကျွန်တော်အနေနဲ့အကြံပြုလို့ရတယ်။နောက်ပြီးတော့ဒီကာလမှာပေါ့မွေအစုလိုက်အတွင်းလိုက်ဝင်ကင်းရှိပါတယ်။မွေအစိုးထိပေါက်တာမျိုးပဲဖြစ်ဖြစ်ဒါပေမဲ့မိမိရဲ့ပန်ဝန်းကျင်မှာရှိနေမိမိရဲ့မိမိတဲ့အသက်ကြီးတဲ့သူတွေကမိမိကိုငားစားလာပဲဖြစ်ဖြစ်ပေါ့နော်။ဆိုတော့တစ်ခုအကြောင်းတစ်မျိုးကြောင့်လို့မွေအစုလိုက်အတွင်းလိုက်ဝင်တတ်တယ်။မွေဝင်လာတဲ့တော့တွေ့ရပါတယ်။နောက်ပြီးတဲ့ခါကျမိမိဒီအထက်တူကြီးတွေမိမိရဲ့မိသားစုထဲမှာရှိ နေတဲ့အကြီးကြီးကဲတဲ့အသက်ကြီးတဲ့လူတွေကြောင့်မလို့စိတ်ပင်ပန်းရတာမျိုးစိတ်ကြီးခိုက်ရတာကြောတတ်တယ်။နောက်ပြီးအဲ့ဒီလူမျိုးတွေကလည်းကြမ်းပါရင်မကောင်းတာမျိုးဟိုပြောရမစွင်ကြမ်းပါရင်မကောင်းတာမျိုးတချင်ရုပ်ကြီးရကြီးပေါ့နော်ဟိုမူလဲဝါတာမျိုးမေ့လဲဝါတာဆက်ပြီးအဲ့လိုမျိုးအခြေအနေမျိုးလည်းဒီကာလမှာကြုံနေရတာရှိပါတယ်။နောက်ဒီကာလမှာလူမျိုးကြားတွေနောက်နိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေအားလုံးလုံးဝလုံးဝအဆင်ပြေပါတယ်။နောက်ဒီကာလမှာပေါ့နော်ခရီးသွားရတာမျိုးရှိရဆိုဒီခရီးကစီးပွားရေးနဲ့ပတ်သက်တဲ့ခီးတစ်ခုကိုထွက်ရမယ်ဆိုဒီကာလမှာအဲ့စီးပွားရေးကလုံးဝလုံးဝအောင်မြင်ပြီးတော့လုံးဝလုံးဝအဆင်ပြေတာကိုတွေ့ရတယ်။နောက်ပြီးတော့ဝန်ထမ်းဆိုရင်တော့ဒီကာလမှာယာတုတက်တာမျိုးတွေနောက်ပြီးတော့မိမိကအလုပ်ရှင်ရဲ့ပတ်စားပေးခြင်းခံရတာမျိုးလို့ရှင်ရဲ့ဒီ ိုမားစာချင်းကိုခိုင်းတာမျိုးကြုံတွေ့ရဖို့ရှိပါတယ်။နောက်ပညာရေးနဲ့ပတ်သက်ပြီးတော့ပညာရေးလုံးလုံးလုံးကြားတဲ့သူတွေအနေနဲ့ဆိုရင်တော့သင်တန်းကိစ္စရပ်တွေပညာရေးနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကြောင့်စိတ်ငြိမ်ရခြင်းအနောက်ချက်ဖြစ်ခြင်းအဲ့လိုမျိုးတွေလုံးဝလုံးဝကြုံတွေ့ရဖို့ရှိပါတယ်။ဒီကားလမှာရွှေနဲ့ပတ်သက်ပြီးလုံးဝလုံးဝမွေးစေခြင်းပါနဲ့။မွေးကောင်းတယ်ပါလို့ကျွန်တော်နေပြောခြင်းနဲ့ထွက်လည်းမကောင်းဘူးမွေးလည်းမကောင်းဘူးကျွန်တော်နေပြောခြင်းပါတယ်နော်။နောက်တစ်ခါတော့ပါလဲဆိုဒီကားလမှာပေါ့နော်အခြေရေးပေါ့အခြေကိစ္စရပ်တွေကကြတော့မိမိကမိရဲ့ဒီအခြေရေးမှာမိရဲ့ရည်စားဟောင်းတွေချက်တူဟောင်းတွေပြန် ရောက်လာတတ်တယ်မိမရှိသူရှိနေရယ်ဆိုရင်အဲ့မိမရှိသူအဲ့တဲ့ရေးသားဟောင်းနေတဲ့ပြဏတတမျိုးအကြုံတွေ့ရမျိုးဖြစ်တတ်တယ်နောက်ပြီးတော့ဒီအိမ်တော်ကြီးကိစ္စရကတော့နားလည်မှုရှိရှိဖြေရှင်းမယ်ဆိုဒီကာလမှာပြဏကြီးကြီးမှာပြတ်တော့မရှိဘူးဒါပေမဲ့ဟိုပြောရမယ်ဆိုဒီကာလမှာပေါ့နော်မိမကလည်းလည်းအမားတစ်ခုကိုလေးကြော်လိုက်ပြီဆိုတော့အဲ့မားတစ်ခုကိုနင်းပြီးတော့ပြဏကြီးတတ်တာမျိုးစိတ်နှောက်ရှက်တွေဖြေရတာမျိုးပင်ပန်းရတာမျိုးနောက်ပြီးဟိုကွဲရကာလမျိုးမဟုတ်ပင်မဲ့လည်းအရန်ပင်ပန်းရတဲ့ဆက်ဆံမျိုးဖြစ်ပေါ်လာတတ်တယ်အဲ့လိုမျိုးတွေ့ရပါတယ်ဒီကာလမှာစာရွက်စာတန်းစာကျုပ်စာတန်းကိစ္စရနေနဲ့ပတ်သက်ပြီးတော့ တနိုင်လားပေါ့နော်မိမိနာမည်မသုံးဘဲနဲ့ရှင်းတဲ့နာရှင်းပါမိမိနာမည်သုံးပြီးရှင်းမယ်ဆိုရင်တော့လေးလေးလေးပုံမှန်ထက်ပိုလွန်တဲ့အခက်ခဲတွေပုံမှန်ထက်ပိုလွန်တဲ့တက်နာလေးတွေကြုံရရဖို့ရှိပါတယ်။ဒါမိမိမှာမိမိဖြစ်လာတဲ့အခက်ခဲပုံမူပြီးတော့ဆွေမျိုးသားချင်းတွေကမိမိကိုလာပြီးတော့ကူညီလိုက်မယ်။ကူညီမဆမှုတွေခံရတတ်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်။နောက်ပြီးတဲ့အခါကျတော့ဒီကာလမှာပေါ့နော်ခိုင်မာတဲ့စီးပွားရေးငွေတခုခုတိစောက်ဖို့ရည်ရွယ်နေရတယ်ဆိုရင်ဒီကာလမှာဒီကာလမှာနော်အဲ့စီးပွားရေးတခုခုတိစောက်ပါလောက်ပါတော့ကျွန်တော်အနေနဲ့ပြောချင်ပါတယ် အဲဒီကလာမှာပေါ့နော်အကျွေးတွေကိုဒီလာမှာအကျွေးတောင်းရင်တောင်းမတောင်းရင်နောက်ဘယ်တော့မှတောင်းလို့ရမှာမဟုတ်တော့ပါဘူးအဲကြောင့်ဒီလာမှာတောင်းမယ်ဆိုရင်ဘယ်လိုနည်းနဲ့မှမဆိုတောင်းပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်နော်အဲ့တော့ကျန်းမာရေးကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့မျက်စိယောဂါတွေနောက်မျက်စိနဲ့ပတ်သက်တဲ့ယောဂါမျိုးတွေနောက်မျိုးအစာမှားတာမျိုးတောင်းမှားတာမျိုးနောက်ဆေးမှားတောင်းမှုရမျိုးအဲ့လိုမျိုးတွေပတ်သက်ပြီးဖြစ်တတ်တယ်အဲ့တော့ဒါကြီးကိုကျွန်တော်ကရှောင်ကျင်ပေးဖို့လိုအပ်တယ်သတိထားပေးဖို့လိုအပ်တယ်ပေါ့နော်နောက်ခုကျတော့ဒီဒီလာမှာပေါ့နော်ဒီလာတလာမှာကံကောင်းစေဖို့အတွက်အစီအမင်းချောက်ဝိစေဖို့အတွက်ရရရလေးကိုကျွန်တော်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ ဆေးရုံဆေးကန်းတွေမှာရှိနေတယ်အသက်ကြီးနေတဲ့လူနာအဲ့ဒီလူနာတွေကိုဆေးဘိုးတွေဆေးဘွားကတွေသူတို့ကစားတောင်းနေတဲ့ဒီအစားတောက်တွေကိုတွားပြီးလှူဒန်းပေးတာမျိုးသူတို့ကဒီတနေ့စာခက်ခဲဒီအတွေကိုတွားပြီးကူပြန်လုပ်လုပ်ပေးပါမိမိတက်နိုင်တက်နိုင်လာလူနာ၁ရက်၂ရက်၃ရက်၄ရက်၅ရက်၆ရက်ပြီးတက်နိုင်လာလုပ်ပေးပါပြီးရက်ခါကျတော့ဒီအခက်ခဲတွေအားလုံးပြေပြောက်ပါစေဆိုပြီးတော့စုတောင်းပေးပါအဲ့ဒါဆိုမိမိကခက်ခဲတွေကင်းပြောက်ပြီးတော့အားလုံးအစီအမေချုံးမတာပါလိမ့်မယ်အားလုံးပဲကျွန်တော်မှာအစီအမေချုံးမကြပါစေရလက်ကောင်းလေးရရှိပါစေစိတ်ဆန္ဒကိုကြမှာချင်တဲ့ပြေဆုံးပါစေတော်နေရဆုံးတောင်းပေးလိုက်ရပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးထားပဲဖြစ်ပါတယ်ဗုဒ္ဓဟူးသာသမီများအတွက် ဇွန်လတလဆာဟောစရနေ့လေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဥသာသမီးများနဲ့ရာဟုသာသမီးများမှာပါပါတယ်နော်ဒီဟောစရနေ့မှာပေါ့နော်အဲ့တော့ဒီလမှာပေါ့နော်ယံပြိပခဖြစ်ရတာမျိုးအငင်းကုန်ဖြစ်ရတာမျိုးအမြောင်များကြုံရရပါတယ် ပြောမယ်ဆိုရင်တော့လူတွေနဲ့အများကြီးပတ်သက်လာပြီဆိုတာနဲ့ပြဿနာကြီးကြုံရတာမျိုးအဲ့လူတွေကြောင့်စိတ်ရှော့ရတာမျိုးစိတ်နေရတာမျိုးလည်းလုံးဝလုံးဝကြုံရဖို့ရှိပါတယ်။နောက်ဒီကာလမှာပေါ့နော်မိမိကိုစိတ်ကောက်တဲ့သူတွေမိမိကိုစိတ်ဆိုးတဲ့သူတွေအရင်များတဲ့တယ်။ပြောချင်တာမိမိရဲ့ချစ်သူရေးသားတွေမှာမကဘဲမိမိတန်ငယ်ချင်းတွေရကောမိမိရဲ့မိသားစုတွေထဲရကောမိမိရဲ့လုံခြုံရေးတွေရကောအကုန်လုံးနဲ့လို့စိတ်ကောက်တာမျိုးမိမိကိုအဲ့လိုဒီစိတ်ညစ်အောင်စိတ်ပြန်မအောင်လုပ်တာမျိုးပေါ့ဒီကာလမှာကြုံတွေ့ရဖို့ရှိပါတယ်။နောက်ပြီးတော့မိမိကအသက်ဝယ်ယူလိုက်တဲ့အဆက်ပစ္စည်းတွေလျှက်စစ်ပစ္စည်းတွေနဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့စိတ်အနှောက်အယှက်ဖြစ်ရတာမျိုးထပ်ခါတစ်ခါလဲရတာမျိုးပြတ်တာမျိုးဖြစ်တတ်တယ်။အဲ့တော့ဒီကာလမှာဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့စိတ်အနှောက်အယှက်ဖြစ်ဖို့ရှိတဲ့အကြောင်းမလို့ဒီကာလမှာအသက်ဝယ်မယ်ဆိုရင်တော့လုံးဝလုံးဝမွေးပါလို့ပြောနေတယ်ပြောချင်တယ်။ဝယ်မယ်ဆိုရင်တော့အဲ့လို နာလေးတွေပါလာပါလိမ့်မယ်အဘိရောစကားရှုပ်တဲ့သူတွေကြောင့်မလို့မိမမကြာခဏဆိုဒီလမှာတစ်ချိန်မကနှစ်ချိန်မကသုံးချိန်မကရှင်းရတတ်တယ်လင်းရတတ်တယ်။အဘိရောမိမကမမျှော်လင့်တဲ့နေရာကနေပြီးတော့မှဘေးရဘလို့မှမသိတဲ့ပတ်စံတွေဘေးရဘလို့မှမသိတဲ့မွေးမွေးတွေဝင်လာတတ်တာကိုကျွန်တော်နေတွေ့ရပါတယ်။နောက်ပြီးတော့ကိုပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေပုံဒီကာလမှာငွေကြေးနှုတ်နဲ့မွေးရနေပြီးတော့မှအကျိုးမြတ်ကောင်းနေရရှိလာလိမ့်မယ်။နောက်ပြီးတော့အခိုက်ခဲအခက်ခဲအတိုက်ခံတွေကိုကြော်လာပြီးတော့အောင်မြင်မှုအစစ်အစစ်တွေရရှိတတ်ပါတယ်။နောက်ပြီးတော့ဒီကာလမှာပြောရမယ်ဆိုရင်တော့ဟိုကံကကံကောင်းခြင်းကံဆုံးခြင်းဟာချိန်ဝင်တစ်ခုလိုပဲတည်နေရမျိုးတွေ့ရတယ်။အဲ့တော့ ကံကောင်းပြီဆိုတာနဲ့အချိန်မှလောက်ချာရှိအောင်ပြတ်သားလို့ကံဆိုးပြီဆိုတာနဲ့အဲ့ဒီရပိုင်းတွေကလုံးဝလုံးဝကံဆိုးရဆိုတဲ့အမှုတက်တည်ရှိတတယ်။တော်ဒီလားမှာကံကောင်းဆိုလဲ၄ရက်၅ရက်ကံကောင်းနဲ့ကံဆိုးပြီဆိုလဲ၄ရက်၅ရက်ကံဆိုးအဲ့ကြောင့်မလို့ကိုကိုကိုကံကောင်းနဲ့ရက်လို့တတ်မှတ်မြင်နိုင်ပြီဆိုတာနဲ့အဲ့ဒီမှာအားတိုက်အားဆိုင်ပြီးလောက်ချာရှိအောင်ပါအဲဒီရပိုင်းမှာကိုကံဆိုးနေလို့ခံစားပြီဆိုတာနဲ့အဲ့ဒီရပိုင်းမှာတက်လိုက်လာပါတော့အရေးကြီးတဲ့ခိုက်ရတဲ့ကိုလုံးဝလုံးဝမလုပ်မနဲ့ဒီ short ဆရာရှိရလေး short လိုက်အောင်ကျွန်တော်လည်းပြောချင်တယ်။နောက် ်ဟိုအရေးကြီးရယ်ဆိုပြီးတော့မှကြိုတင်ကြိုတင်ပြီးတော့ပြင်ဆင်ထားတဲ့အရာရည်တွေဒီကာလမှာအလွယ်လွယ်အချို့ချို့တွေဖြစ်တတ်တယ်အဲ့တော့ကိုကအရေးကြီးရယ်လို့မှတ်ထားတယ်ဆိုမြတ်လူမလွှဲပဲနဲ့မိမိစိတ်နဲ့ပဲမိမိကိုယ်တိုင်လုပ်ပါလူလွှဲပြီးလုပ်တဲ့အရာမျိုးဆိုမိမိကအနောက်ချက်တွေဖြစ်တာမျိုးဖြစ်တတ်ပါတယ်ဒီကာလမှာငွေပြောက်တာမျိုးနောက်ဟိုငွေခိုးခံတာမျိုးအလင်ခံတာမျိုးအဲ့လိုမျိုးတွေဖြစ်တတ်တယ်ပတ်စံငွေကြီးကံကောင်းနေပြီးအဲ့လိုမျိုးပေါ့နော်ငွေကြီးကြောင်းလို့လင်ခံတာမျိုးအဲ့လိုမျိုးအဲ့လိုမျိုးတွေဖြစ်တတ်တယ်စိတ်တော့ကလည်းရောက်တတ်တယ်ပေါ့နော်နောက်မမျောလင်းတဲ့ရဝေးရနေပြီးတော့မှတည်ရင်ကောင်းနေကြရတတ်ပါတယ် ဲ့ဒါလေးအစီအပြေတက်ပါလိမ့်မယ်နော်။နောက်မိမိရှေ့မှာတမျိုးမိမိနောက်ကမှာတမျိုးလူညနေဖုန်းတွေအမျိုးမျိုးတက်ထားတဲ့လူမျိုးတွေကိုဒီလမှာအမြောက်များတွေ့ရတဲ့အဲ့လူတွေကြောင့်မလို့မိမိကအဲ့လိုမိမိရဲ့အရေးကြီးတဲ့ကိစ္စရပ်တွေကိုဆုံးရှုံးလို့နေပါဖြစ်တတ်ပါတယ်။အဲကြောင့်ဒီကာလမှာလူတွေနဲ့ဆက်ဆံရမယ်ဆိုရင်တော့တက်လောက်တတိထားဖို့ကျွန်တော်နေတယ်အကြံပြုလို့လည်းပြောလို့ပါတယ်။ နောက်ဒီကာလမှာပေါ့နော်ဒီမိမိကဟိုလုပ်ငန်းအသစ်တွေကိုလုပ်ဖို့မိမိကမိမိကရှိနေတဲ့အရာတစ်ခုကိုရောင်းချမယ်။ဟိုမြေတွေ၊ခြံတွေ၊မြေတွေရောင်းချပြီးလုပ်ရမယ်ဆိုတော့လုပ်မှာမလုပ်ပါနဲ့။မိပုံမှန်မူမိလေးတစ်ခုလုပ်ချင်ချင်ပြီးလုပ်မယ်ဆိုရပါတယ်။တပားချီရတယ်ပြီးချင်းကားတာမျိုးလုပ်ပြီးတော့လုပ်မယ်ဆိုလည်းအဆင်ပြေတယ်။ဒါပေမဲ့မိမိကရှိရတဲ့ကိုရောင်းချလုပ်ရမှာမလုပ်ပါနဲ့နော်။ဒီကာလမှာဒီနေ့ပိုင်းမထိုးတဲ့ပါဘူး။ရောင်းရမ်းပြီးဒီနေ့ပိုင်းပေါက်သွားတဲ့ခါကျမိကကျမ်းမာရေးတွေအလုံးမင်းညံ့သွားတာမျိုးဖြစ်တတ်ပါတယ်နော်။မသွားချင်တဲ့ခီးစိတ်ညစ်စရာခီးတွေသွားတတ်တယ်။အဲ့လိုမျိုးသွားပြီးဆိုတော့အေးအေးဆေးဆေးသွားပါစေ။စိတ်ချုပ်နေတယ်ကျွန်တော်နေနေပြောချင်တယ်ပေါ့နော်။ နောက်ပြန်ခါကျောင်းကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အဓိကပါလဲဆိုတော့မညှော်လင့်ပဲနဲ့အဲ့လို question ခံရတဲ့ဝင်ရတဲ့အဖြစ်အပျက်မျိုးကျွန်တော်တက်တယ်။နောက်ပြီးတော့ခေါင်းကိုက်တာမျိုးဝမ်းလျှော့တာမျိုးနောက်ပြီးတော့အစာမှားတာမျိုးဖြစ်တတ်ပါတယ်။အဲ့ဒါကြောင့်ကျွန်တော်လည်းဒီလိုသတိထားပေးပါလို့ပြောချင်ပါတယ်။ ဟိုနောက်ချက်ကြတော့ပါလဲဆိုတော့အခြေအရေးတွေအိမ်တော်ကြီးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီ prefect ကဖြစ်ရတာမိမိချစ်တဲ့ချစ်သက်သူတွေနဲ့ prefect ကဖြစ်ရတာမျိုးဂျားလူတွေဝင်ရောက်ပတ်သက်တာမျိုးဂျားလူတွေဂျားလူတွေမိရဲ့စိတ်အနှောင့်အယှက်တွေဖြစ်ရတာမျိုးတန်မျိုးတွေကြောင်းရတာပါတယ်အိမ်တော်ကြီးဒီအိမ်တော်ကြီးကိစ္စကကြောက်လေအထုံးလေးတို့စားပဲဂျားလူတွေဝင်ရမျိုးဂျားလူတွေနေရာမိမိသားစုတွေဝင်ရမျိုးမိသားစုတွေကဝင်ရောက်ပတ်သက်ပြီးမိရဲ့အိမ်တော်ကြီးကိုဝင်ပတ်သက်တာမျိုးမိမိမပြတ်နာမျိုးတွေဖြစ်ရတာမျိုးပေါ့အဲ့ဒါမျိုးတွေကြောင်းရတယ်အဲ့တော့တက်နာနေတဲ့ဆိုတော့မိမိရဲ့အခြေအမအိမ်တော်ကြီးမှာဒီဂျားလူကမခံပါနဲ့မတူတူပါမှာဂျားအဝင်မခံပါနဲ့ဂျားဝင်တယောက်ကဂျားဝင်ပြီဆိုတာနဲ့ကိုမိမိကအနှောင့်အယှက်စဖြစ်ပြီလို့သတ်မှတ်လိုက်ပြီးတော့နော်အဲ့ဒါလည်းပတ်သက်ပြီးပြောချင်တယ် တော့ကြာပါလေဆိုတော့ဒီကာလမှာပေါ့နော်တိုင်လောက်အချိန်လုံးလုံးမဆွဲပါနဲ့လောက်ရရှိအောင်မြန်မြန်ဆန်ဆန်လောက်ပါပြန်လာရှင်းရမယ်ဆိုလဲချက်ချင်းရှင်းပါအာနောက်နေ့ဟိုရှိတိရှိဆိုရင်လောက်မလုပ်ပါနဲ့ဒီပြောချင်ပါတယ်နော်ဒီလမှာပေါ့နော်ကျွန်တော်လည်းပတ်သက်ပြီးတော့ဒီလမှာဟိုမိမိအခက်ခဲတွေကိုဟိုကံကောင်းစေတဲ့ရည်ရည်တွေပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီမိမိမှာရှိနေတဲ့ဒီမိမိမှာရှိနေတဲ့ဒီအိမ်ကြီးအဟောင်းတွေကိုပတ်တူကူပေးရမျိုးပတ်တူကူလောက်တာမျိုးလုပ်ပေးပါနောက်ပြီးတော့အခါကျတော့ရွှေတင်ငန်းတက်လူပေးပါ နော်ရွှေလင်းငန်းကိုတလားတလားကို2ချိန်3ချိန်4ချိန်ဘာချိန်မှကပေါ့ကတ်လုပေးပါစူတာဝေးပါကျွန်တော်နေနဲ့ပြောချင်တယ်နောက်ပြီးတော့မိမိရဲ့ဒီလမ်းဆောင်လမ်းကွာတွေဈေးတွေမှာရေတံမှုတွေရေတံမှုတွေလုပေးပါကျွန်တော်နေပြောချင်ပါတယ်အားလုံးလက်မှာအစင်မီချွေးပါစေရလက်ကောင်းနေကြပါစေအားလုံးပဲစိတ်ဆန္ဒကြီးကိုကြောက်ပါစေနဲ့ပြောချင်ပါစေကျွန်တော်နေနဲ့ပြောချင်ပါတယ်ခင်ဗျာအားလုံးပဲမိင်္ဂလာပါကျွန်တော်ကတော့ဆရာလေးတာပဲဖြစ်ပါတယ်တတရီတတိမြများတဲ့ဂျွန်လတလားစာဟော်စတန်ကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် ကျွန်တော်ပြည်သူများအနေနဲ့ဒီလမှာမပညာရေးကိစ္စတွေသင်တန်းကိစ္စရတွေကအလုံးဝကိုအစီအပြေပြေချောမှုနဲ့အောင်မြင်မှုတွေကိုကြုံရရဖို့ရှိပါတယ်။ဟုတ်ကဲ့မိမိရဲ့အခက်အခဲအားလုံးကိုကြော်လွှားနိုင်ပြီးတော့တုတ်တက်မှုတွေဖြစ်ပေါ်လာတတ်ပါတယ်။မိမိကနေအိမ်နေရာတွေပြင်ရတာမျိုးပြင်ပြောင်းရတာမျိုးရှိမယ်ဆိုရင်လည်း ီကာလမှာလုံးဝပြပြမှာပြောင်းလဲပါဦးပြောချင်တယ်အိမ်ပြောင်းလာမျိုးနေရာပြောင်းလာမျိုးမျိုးစီစဉ်ထားတာမျိုးရှိမယ်ဆိုဒီကာလမှာပြောင်းတဲ့နေပို့ပြီးပြောင်းတဲ့နေပြောင်းတဲ့နေရာမှာလည်းပို့ပြီးအဆင်ပြေလာလိမ့်မယ်ပို့ပြီး OK လာလိမ့်မှာတွေ့ရပါတယ်အော်ဒီလာတွေမှာပေါ့နော်ရဝဲရနေပြီးမှအဆက်တဲ့ကောင်းနေရဝဲရနေပြီးမှအကူညီကောင်းနေအများအများများပေါ်ပေါက်လာတတ်ပါတယ်နောက်ပြီးတော့ဒီအောင်မြင်တဲ့စီးပွားရေးကိစ္စရတွေအောင်မြင်တဲ့လမ်းကြောင်းတွေအောင်မြင်တဲ့အရာတွေဒီကာလမှာအခွင့်အရေးကောင်းနေအများအများပေါ်တက်လာပါတယ်တခုကျတော့ဗာပြောချင်တာလဲဆိုတော့ဒီဆိုတော့ ဟိုဒီနေ့မှာဒီလမှာတော့ဒီကာလမှာတော့ပတ်စံဘလောက်ဘလောက်ရာဖို့ရှိရဲ့အဲ့အဲ့ဒါရှိတဲ့ကြောင့်မလို့ဆိုရင်အရှိမကြိုးပြီးတော့တုံးထားတာမျိုးကြိုးပြီးချီးထားတာမျိုးကြောင့်မလို့မိမိကအခက်ခဲတုံးလို့ရဖို့ရှိပါတယ်အဲ့တော့ဒီကာလမှာပါမိမိကနော်ဇုံတစ်ခုကိုမျောကိုးပြီးတော့တစ်ခုခုကိုချီးငါပြီးစစ်စစ်နာမျိုးလုပ်နိုင်မယ်ဆိုတော့လုံးဝလုံးဝမလုပ်ပါနဲ့ကျွန်တော်နေပြောချင်တယ်ပြာမမျောကိုပြီးတော့မှမလုပ်ရရှိအောင်မလုပ်နိုင်ဘူးเนาะနောက်ပြီးတော့မျက်မှန်တဲ့သူတွေရှိရနေပြီးတော့အကူအညီတွေရတတ်ပါတယ်ကျွန်တော်နေပြောချင်တယ်နောက်ပြီးတော့ထွက်နေတဲ့ PC တွေထွက်သွားတဲ့အရာတွေပျောက်နေတဲ့အရာတွေနောက်ဆုံးရှုံးထားတဲ့အခွင့်အရေးတွေဆုံးရှုံးထားတဲ့အရာတွေဒီကာလမှာလုံးဝလုံးဝ ခင်ရတပိုင်းနော်ဆရာသမားတွေမိတ်ဆွေအပေါင်းအသင်းတွေရဲ့အကူအညီတွေနဲ့မိမိလောက်ရရှိရတာကိုအပြည့်အစုံကောင်းကောင်းမှုကိုလုပ်နိုင်မဲ့ကာလလို့ပြောလို့ရပါတယ်မိမိရဲ့အပေါင်းအသင်းတွေရဲ့မိမိအပေါင်းအသင်းတွေမိသားစုတွေမှာရှိနေတဲ့တွေရဲ့အခက်အခဲကြုံတွေ့နေရတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒီလာမှာတို့ရဲ့ဟာကောင်းသွားပြီအစီအမီသွားပြီဆိုတော့တရင်ကောင်းနေကြားဖို့ကြားတတ်တယ်နောက်ပြီးမိခင်အတော်နောက်အမစတဲ့မိမတွေပေါ့နော်မိမတွေနဲ့ပတ်သက်တဲ့ဟာတွေအတော်ကြီးနဲ့ပတ်သက်တဲ့ဟာတွေဒီကာလမှာပြန်လာဖြစ်တတ်တယ်အဲတို့လည်းပြန်လာဖြစ်ပြီဆိုရင်ပြန်လာလုံးဝလုံးဝမရှင်းပါနဲ့ဒီရောင်ဆောင်နေပါဟိုညနာလွှဲချင်းလွှဲလိုက်ပါကျွန်တော်အနေနဲ့ပြောချင်တယ်နောက်ပြီးတဲ့ခါကျမိမိရဲ့လက်အောက်ငယ်သားတွေကတရားရောက်ကတော့ထိခိုက်ချတာ ထိကြိုက်တာမျိုးနောက်ပြီးအနေရဖြစ်တာမျိုးနောက်အသက်အနေရပိုင်းဆိုင်ရာစိုးရင်ရတာမျိုးနောက်ဖန်းခံရတာမျိုးဖြစ်ပေါ်တတ်တယ်အဲ့တော့မိရဲ့လက်အောက်ငါးသားကြီးတွေကနေပြီးတော့မစိုးရင်ရသူရှိတယ်ဆိုဒီကာလမှာတတိထားဖို့ဘာလို့တတိထားဖို့ပြောဆိုပေးတာလို့နေပြောချင်တယ် တော့ဒီကာလမှာထူးထူးခြားခြားပေါ့နော်ဓာတ်ပုံလေးပိုစတာတွေပကြီကားတွေဝင်လာတတ်တယ်အဲ့လိုဝင်လာပြီဆိုတာနဲ့အမှအဲ့ကာလမှာပေါ့နော်ကံကောင်းမှုလေးတွေပို့ပြီးတော့ကြုံတွေ့လာဖို့ရှိပါတယ်တခုလို့ရှိရပါဘာပဲလဲလို့ဘာပဲကံကဒီလမှာတစ်စိုးထိုးလုံးဝလုံးဝမလုပ်ပါနဲ့တစ်စိုးထိုးလုံးမယ်ဆိုတာအမှားယုံနေကြုံတွေ့ရပြီမိမိကရှိနေတယ်ရနေတယ်အခွင့်အကောင်းတွေကိုစုံလို့ရတတ်ပါတယ်နောက်ပြီးတော့ဒီကာလမှာပေါ့လောက်ခေါ်ကိုင်ဘက်တွေတွေကမိမိကိုအစည်းအဝါပြိုင်တာမျိုးရဒီတက်ပို့ပြီးပို့ပြီးပြိုင်တာလားမျိုးဒီတက်ပို့ပြီးကိုယ့်ရဲ့အစည်းအဝါကြီးတွေကိုပို့ပြီးလူကိုစူးစမ်းတာမျိုးဖြစ်တတ်တယ် အဲ့ဒါဆိုရင်လည်းစိတ်အေးလေအေးနေလောက်ရရှိအောင်လုပ်ပါ။ဒါကြောင့်လည်းလာမှာခင်ဗျားဘာလို့ okay မြင်ဘာလို့အဆင်ပြေမြင်။ဒါပေမဲ့သူတို့ဘာကြောင့်တော့ကိုကပြောင်းလဲရတာသူတို့ဘာကြောင့်ကိုကရွှေ့လိုက်ရတာဆိုရင်တော့မမီရဲ့ဒီရတဲ့ရထိုက်တဲ့အခွင့်အရေးတွေကနည်းသွားပါလိမ့်မယ်။နောက်ပြီးတော့မထင်မှတ်တဲ့ခရီးတွေ၊ပြဖို့ခရီးတွေ၊ဝေကျင်းဝင်မဲ့ပိဿရက်တွေနဲ့ပတ်သက်တဲ့ခရီးတွေထွက်ရတဲ့အဆင်ပြေတဲ့ AC ပဲ။ဒါကြောင့်လည်းမရှိဘူး။နောက်ပြီးတော့လူမွေတွေမှာလည်းဂျားစကားတွေကြောင့်မလို့အထင်ကြီးလွဲခိုင်းရတာမျိုးရှိတတ်တယ်။အကြောင်းမလို့တော့လုံးဝလုံးဝအဖေနဲ့တော့ဒီကားလာမှာပေါ့ပါလေညနာထိခိုက်တယ်။အမေပြန်ဝင်ချင်မှရှိတယ်။သူကလည်းပြောဟာညနာဟဲ့ဘယ်သူကတော့ညနာကြီးပါထိပါရဲပါထိပါရဲဆိုပြီးတော့ဒရင်ကြားပြီးဆိုတော့မိမိကမိမိအိမ်မှာရှိနေတယ်။ မြတ်စွာဘုရားရှင်ကိုတော့မျက်ကြည့်ကိုပေါ့နော်ဒီတောက်တော်ကြီးကတ်ပြီးတော့မျက်နှာကိုမျက်နှာသိကြီးပူဇော်ပေးပါเนาะအဲ့တော့ဒီကာလမှာပေါ့နော်ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီပြောရမယ်ဆိုရင်တော့ဒီကျွန်တော်တို့ဟို အကျောချင်းကြီးကိုက်ခဲရညောင်းညတာမျိုးပင်ပန်းတာမျိုးနော်သွေးအားနေရမျိုးသူကအရန်အားနေရမျိုးဖြစ်တတ်တယ်။အဲကြောင့်မလို့ဒီကိုကိုအားနေလို့ယူဆရတယ်ဆိုတော့ဆေးတောက်တာမျိုးအားဆေးလုံးနဲ့လုံးပေးပါအဲ့လိုမျိုးပုံစံဆိုတော့အားရတယ်လဲဝတ်တယ်အားနေပြီလဲဝတ်တယ်ပေါ့နော်။နောက်ပြီးတော့အခြေအနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုဒီကာလမှာအခြေကတော့လုံးဝလုံးဝအေးအေးဆေးပဲဟိုကောင်းမွန်တဲ့အခြေမျိုးဟိုပြောရမယ်ဆိုရင်တော့ကြီးနိုးစရာပြေးွားတဲ့အခြေမျိုးလုံးဝဗာပြက်နာမှမတက်တဲ့အခြေမျိုးကြုံရဖို့ရှိတယ်။နောက်ချစ်သူရှိတဲ့သူတွေနဲ့ဒီကာလမှာချစ်သူအတတွေရတယ်။နောက်ရောကြလက်ကောင်းနေတာဖြစ်တတ်တယ်။နောက်ဒီကာလမှာအခြေအိမ်တော်ကြီးကလုံးဝလုံးဝအဆင်ပြေတယ်လို့ကျွန်တော်အနေနဲ့ပြောပြောချင်ပါတယ်။အဲမိထက်ငယ်တဲ့သူတွေပေါ့နော်။မိထက်ငယ်တဲ့ ူတွေကြောင့်ပဲမိအစိတ်ငြိရတာမျိုးပြင်မဲ့တာမျိုးပေါ့နော်အဲ့ဒါလေးပဲကြုံမှုပဲရှိတာပေါ့နော်နောက်ခုကြတော့ပါလဲဆိုတော့ဒီတလားစာပေါ့နော်ဒီလာမှာပေါ့ခက်ခဲတွေကြုံနေရတယ်ပြင်ပန်းကမျိုးကြုံနေရတာမျိုးနဲ့ပတ်သက်ပြီးတော့ရရရလေးချိန်မယ်ဆိုရင်တော့မိမိရဲ့အိမ်မှာရှိနေတဲ့ဖျားမှာပေါ့နော်ဘိမုတ်တစ်ချက်လှူပါဘိမုတ်မရှိဘူးဆိုတော့ကိတ်မုတ်၅ချက်ကိုအပေါ်ကနေနိုးစီဆန်းပြီးတော့လှူတမ်းပေးပါမကြမကြဆိုလို့လှူတမ်းပြီးတော့မိမိရဲ့ခက်ခဲတွေကင်းပြောက်ပါစေဆိုပြီးတော့ဆုတောင်းပေးပါအဲ့ဒါဆိုမိမိရဲ့ခက်ခဲတွေကင်းပြောက်ပါပါလိမ့်မယ်အားလုံးပဲရလဲကောင်းနေရရှိကြပါစေစိတ်အိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းနဲ့ပြေဆုံးပါစေကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာအားလုံးပဲကျွန်တော်လာမှာ OK ကြပါစေနော်အားလုံးပဲမိင်္ဂလာပါကျွန်တော်ကတော့ဆရာလေးထွက်တာပဲဖြစ်ပါတယ် ွန်လတလစာတောက်ကြသားသမီးများအတွက်တလစာဟောစတဲ့နည်းရရတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့တောက်ကြသားသမီးများအနေနဲ့ဒီလမှာပါနော်ဘာပဲလှုပ်လှုပ်ဘာပဲကြိုက်ကြိုက်တစ်တေချာချာစဉ်းစားဆုံးဖြတ်ပြီးမှလုံးရရှိရကိုလုပ်တင်ပါတယ်နော်စိတ်လိုက်မှန်ပါဆုံးဖြတ်ပြီးတော့မှလုပ်လိုက်တဲ့အရာမျိုးကြောင့်မလို့နောက်သားရစရာမျိုးတွေစိတ်ညစ်စရာမျိုးတွေစိတ်ပင်ပန်းစရာမျိုးတွေအနောက်နာကက်မှာတုံ့ပြန်ရဖို့ရှိပါတယ်အဲ့တော့ဒီလမှာ အယမ်းစိတ်တူပြီးတော့အယမ်းစိတ်ညစ်ပြီးတော့အယမ်းစိတ်ပြန်ပြန်ပြီးတော့မှမှားယွန်းစွာဆုံးပြတ်ချက်ချတဲ့အရာရှိတတ်တာမလို့ဒီလမှာတိုင်ပေါက်လေးပေါ့ဇေလေးကိုရှော့ပြီးတော့လောက်ရှာရှာလေးလုပ်ပြီးပါလို့ကျွန်တော်နေနဲ့ပြောချင်တယ်။နောက်ကိုပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေနေနဲ့ဆိုတော့ဆုံးပြတ်ချက်မှန်မှန်ကန်ကန်နဲ့ငွေသိန်း ငွေသိန်းဝင်နှုတ်မှန်ကန်တာမလို့အကျိုးမြတ်ကောင်းဒီကာလမှာရရှိတတ်ပါတယ်။နောက်နှောင်းနှိမ့်ကြံ့ကြာနေတဲ့လုပ်ငန်းတွေအလောက်ကနေတဲ့ဒီကာလမှာလုံအောင်လုံအောင်အသိပြုဖို့ရှိပါတယ်။မိမကြံ့ကြာပြီးတော့ပိတ်ဆို့နေတဲ့ကိစ္စရတဲ့ဒီကာလမှာလုံအောင်အေးအေးဆေးနဲ့ပြီးနောက်သွားလို့ကြုံရဖို့ရှိပါတယ်။နောက်ပြီးတော့မိမိလျော့လျော့နဲ့လှုပ်ထားတဲ့အရာလေးတွေအားလုံးဒီကာလမှာပြန်ပြီးတော့ပြန်ပေါ်လာပြီးတော့အဲ့ကိစ္စကိုဆောင်ရွက်မယ်ဆိုရင်လည်းအစီအပြေချုံးမိလို့ရတာမျိုးလည်းတွေ့ရပါတယ်။နောက်ပြီးတော့မိမိရဲ့ကြုံတွေ့ရတဲ့အခက်အခဲတွေကိုကျော်လွှားနိုင်ပြီးတော့အောင်မြင်မှုတွေအစီအပြေမှုတွေကိုကျော်လို့ရပါတယ်။ပြောရမယ်ဆိုရင်တော့အရှိလာတွေမှာပေါ့နော်မိမိမှာပြင်ပန်းလာမျိုးစိတ်အီးစင်းရခြင်း ဟိုကိုယ်ရေးစီးရခြင်းကြုံရမျိုးရှိတတ်ပါတယ်အဲ့တော့ဒီလမှာအားအရာကိုကြော်ဖြတ်ခြင်းနေဆိုမိမိမိရဲ့စိတ်ထဲမှာမိရဲ့စိတ်ကရှိနေတဲ့အတွေးဆိုးတွေအတွေးမာတွေတော့မဟုတ်ရင်မိမိရှိနေတဲ့အတွေးတွေကိုခေချာရှိရဖဲပြီးတော့အเจ้าရတစ်ခုခုအရာတစ်ခုခုပေါ်မှာစိတ်လေးနေပြီးတော့လုပ်လိုက်မယ်ဆိုရင်တော့အဲ့ခက်ခဲတွေကတော့သူပြီးသွားလိမ့်မယ်ချိန်တိုင်းပြီးချာရှိအောင်ပြီးသွားမယ်လို့ကျွန်တော်အနေနဲ့ပြောခြင်းနေပါတော့ဒီကလမှာတော့ပါလဲဆိုတော့မိမိကဒီအခြေရေးတွေကြည်ရည်ကြောင့်တော့စိတ်ဤတော်ကရောက်ရခြင်းပြင်မရခြင်းဖြစ်တတ်တယ်။မိရဲ့ချစ်သူလက်ရှိရှိနေတဲ့ချစ်သူရေးစားရင်းနဲ့ပတ်သက်ပြီးတော့စကားအစီအမံပြရာမျိုး နောက်ပြီးတော့သူနဲ့ပတ်တရုံးနဲ့ပတ်သက်ပြီးတော့မိမိမှာပြောရဆိုရတာရှင်းရနေရတဲ့အားလည်းပတ်သက်ပြီးတော့ပင်မရတာမျိုးစိတ်အနှောက်အယှက်ဖြစ်ရတာမျိုးဟိုအခြေရေးကြောင့်မလို့ချစ်သူကြောင့်မလို့မိမိမှာမိမိရဲ့လုပ်နေတဲ့တုံ့ဆန်တာတွေအားလုံးကအလွယ်လေးမှမဖြစ်တာမျိုးဖြစ်တဲ့အကြောင်းဒီကာလမှာအခြေအနေတွေမှာခက်ခဲကြုံရပြီဆိုတာနဲ့ရှင်းမနေပါနဲ့ခဏလောက်လေးမသိအောင်ဆောင်ပြနေကြရှိရနေလိုက်ပြီးတော့သူ့အကြောင်းညာနေသူ့အတူပြီးလဲပြီးလဲသွားလိမ့်မယ် ရှင်းနေလဲပြီးသွားမယ်ကိစ္စတွေလည်းမဟုတ်ဘူးကျွန်တော်အနေနဲ့ပြောချင်တယ်။နောက်လားနေမှုရှိရှိခလေးမဆန်ပဲဖြေရှင်းမယ်ဆိုတော့အခြေကြီးကအိမ်တော်ကြီးကလုံးဝစီပတ်ဖို့ရှိတယ်။လားနေမှုမရှိဘဲနဲ့တယောက်ယောက်မရှင်းနိုင်ဘဲနဲ့မလင်းနိုင်ဘဲနဲ့ညနေချင်းမဆိုင်နိုင်ဘဲနဲ့ဆိုတော့ပြီးပြက်လာမှာပြီးမှာမဟုတ်ဘူး။ပြက်လာမှာပြီးဆိုတော့အမှလည်းမရဘူးကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်။ဒီကာလမှာဒီလုံးဝ over လောက်ကောင်းတော့အကျွေးအကျွေးလုံးဝလုံးဝမပေးပါနဲ့လုံးဝဘယ်သူမှမချီးပါနဲ့ဘယ်သူမှမပေးပါနဲ့ကျွန်တော်အနေနဲ့ပြောချင်တယ်။နောက်တစ်ခုကျတော့ဗာလဲဆိုတော့ဒီမိမိကစာချုပ်စာတန်းလက်မှတ်ထိုးရမယ့်အရာတွေသူတပတ်ကိုတာဝန်ခံရမယ့်အရာတွေရှိတယ်ဆိုရင်တော့တတိကြီးကြီးထားပြီးတော့လုပ်ပါတတိကြီးထားပြီးတော့ ဆောက်ရပါတော့ကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့ဒီကာလမှာအဲ့အရာတွေကနေမိမိကိုနင်းချေလို့ရမယ်ပြက်နာတယ်မိမိကိုနင်းချေလို့ရမယ်အခက်ခဲတွေကြုံတွေ့ရဖို့ရှိပါတယ်နောက်ပြီးတော့ဒီမိမိရဲ့တပည့်သားမျိုးတွေလက်အောက်ငယ်သားတွေကြောက်မလို့မိမိကတော့ခါရောက်ရတာမျိုးတို့ကြောက်တို့ရဲ့ပြက်နာတွေဝင်မိကဖြည့်ရှင်းရတာမျိုးဒီကာလမှာကြုံတွေ့ရဖို့ရှိပါတယ်အပြည့်အဝလုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့လုပ်ငန်းအသစ်တွေကိုလုပ်မယ်လို့ယူရတယ်ဆိုဒီကာလမှာလုပ်ပါဆောင်ရွက်ပါဒါပလန်အသစ်တွေချမယ်ဆိုဒီကာလကြီးလုံးဝလုံးဝပလန်အသစ်တွေချပြီးတော့စီးပွားရေး ကန်ကားဖို့လူမှုရေးကန်ကားမှုလုပ်တင်နေလို့ကျွန်တော်အနေနဲ့ပြောချင်တယ်။နောက်ပြီးကားလာမှလူချီလူချစ်လူခင်အရင်များလာတယ်။မိမိကိုကူညီမဲ့သူတွေမိမိကိုမားဆမဲ့သူတွေမိမိရဲ့ခက်ခဲတွေကိုဖြေရှင်းမဲ့သူတွေများလာတတ်တယ်။အကြမ်းမလို့မိမိကမပြောတဲ့ຢာတွေရှိနေတာမဘေးညာမိမိကိုပြောစင်းနေပြီးຢာဘေးຢာတွေကမိမိကိုဟိုစိတ်ဟိုတတ်တာမှုဖြစ်စေမလဲဆိုတာတွေးပြီးတော့ပျော်တဲ့ပျော်ထိုက်တဲ့နေရာမျိုးမှာပြောကြရှိတာပြောရချင်းအားဖြင့်မိမိကခက်ခဲတွေပေးလေသွားပါလိမ့်မယ်မိမိရဲ့စိတ်အနောက်ရှက်တွေကိုကင်းသွားပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ် နောက်ပြီးတော့ကျမ်းမာရေးအနေနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ထိကြိုက်ရှာနာမျိုးဖြစ်တာမျိုးနောက်ဆိုင်ကဟိုချိမိတာမျိုးရှာမိတာမျိုးနောက်ဆိုင်ကအတိုက်ခံမိတာမျိုးနောက်မတော်မဆမှုတွေဖြစ်တာမျိုးတသေးရနေကြီးကြီးကြီးဖြစ်ပေါ်တတ်တယ်အဲကြောင့်တိုင်းလောက်တွေတတိထားပေးပါလို့ကျွန်တော်နေပြောချင်တယ်ကျွန်တော်ကြတော့ပါလဲဆိုယောက်ျားလေးများအနေနဲ့ပေါ့နော်ဒီကျွန်တော်တို့ဒီလိန်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ပြက်နာလေးမျိုးလေးတွေဖြစ်ပေါ်တတ်တယ်မိမမျာနေနဲ့လည်းအဲ့ဒီအမျိုးသမီးဒီနော်ဒီလိန်စိတ်နဲ့လိန်နေနဲ့ပတ်သက်တဲ့ယောဂမျိုးတွေဖြစ်ပေါ်တတ်တော့တွေ့ရပါတယ်ခင်ဗျာအဲဒီကာလမှာ တလားတာကာလာပဲလုံးပါမနော်ဒီအရာအလုံးကိုအအောင်မြင်မြင်နဲ့အစီအပြေတွေနဲ့တွားကျင်တယ်ဆိုရင်တော့စေလေးကိုရှော့စေလေးကိုရှော့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 ပြီးတော့အေးလေးလေးပဲထက်တာပါအေးလေးပဲတွားပါကဲရရရာဒီကကျွန်တော်ပြောရမယ်ဆိုရင်တော့ကျွန်တော်ဒီမိမိရဲ့အိမ်မှာရှိနေတဲ့ဖျားမှာပေါ့နော်ဒီအချိုရီအချိုရီပေါ့နော်အချိုရီဆိုတဲ့နေရာမှာလိမ္မော်ရီပေါ့နော်လိမ္မော်ရီအချိုရီကိုကတ်လို့ပေးပါဆူတောင်းပေးပါအခက်ခဲတွေကင်းပြောက်ပါစေဆိုပြောဆူတောင်းပေးပါအားလုံးပဲအဆင်ပြေပါစေဂျွန်လာမှာ OK ဆိုပြီးအောင်မြင်မှုတွေပိုက်ခွေးပိုက်နိုင်ပါစေဆိုတော့ဆူတောင်းပေးပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးဖြစ်တာပဲဖြစ်ပါတယ်ဂျွန်လာတလားစာစနေသားသမီးများတဲ့ ီ hostel နဲ့ရေရီယာလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလမှာစနေသားမျိုးများအနေနဲ့ပေါ့နော်ဟိုပြောမှာဆိုတော့လူမုန်းခံရတဲ့လူမြင်ကန်းခံရတဲ့ကိစ္စမျိုးတွေဒီကာလမှာကြုံတွေ့ရတဲ့တယ်မိမိကလည်းလူမုန်းခံရအောင်လုပ်တတ်တဲ့အရာမျိုးတွေတွေဒီကာလမှာရွေးပြီးလုပ်မိတတ်တယ်ပေါ့နော်ဟိုပြောမှာဆိုရင်တော့ချုပ်ရအောင်ကတော့တသက်ကြီးကိုဗျာအမြင်ကတော့ငါလောက်တာပါဖြစ်ကျင်လဲကွာဆိုပြီးပုံစံမျိုးလုပ်နေတာမျိုးပေါ့နော်အဲ့တော့ဒီကာလမှာအရန်အရန်တော့အရွေးမတိုက်ပါနဲ့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်နောက်ပြီးအခါကျတော့ဒီဒီကာလမှာဘလောက်ပဲကောင်းအောင်နေလဲအဖြစ်တည်ခံပါဗျစိုးအောင်နေလဲအဖြစ်တည်ခံပါဗျအဲ့တော့ကောက်ကိုကြိကြက်ပြီးတော့ဒါဒီကာလမှာဘလို့နီးလန်းနဲ့နေပြီးတော့ဘလို့လောက်ကယူဘလို့လုပ်မလဲပေါ့ အဲ့လေပတ်သက်ပြီးကျွန်တော်ပြောချင်တယ်နောက်ပြီးတော့ဒီကာလမှာပေါ့နော်ဒီနောက်ပြီးတော့အယံကန်လာတာညှိုးနှမ်းသွားတာမျိုးဖြစ်သွားပြီဆိုတာ ਨੇ တော့ထောင်တန်းကြတာမျိုးအချုပ်ကြောက်တာမျိုးနောက်အဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲကြောင့်မိမိကိုမိမိကကိုကိုအယံကန်ဆိုးနေပြီးအယံကြီးညံ့နေတယ်လို့သတိထားမှဆိုရင်ဒီကာလမှာပို့ပြီးသတိထားပါကိုကိုကတော့ညံ့နေတယ်လို့မခံစားဘူးပုံမှန်လေးပဲခံစားတယ်လို့ဆိုဒီကာလမှာအေးအေးဆေးပဲဘာကျန်တာမှရှိမှာမဟုတ်ပါဘူးနောက်ပြီးတော့စကားလွန်ခြင်းတွေနောက်မွေလက်လွန်ခြင်းတွေကိုပြုစားပေးပါ မူလက်လုံသွားပြီဆိုတော့မရှိပြရတာပေါ့ခွင့်ရအရန်ရန်နေပါလိမ့်မယ်နောက်စက်ပီစီတွေယင်ယင်နေစက်ပီစီတွေအပြက်ပြက်တတာမျိုးခတာမျိုးဖြစ်တတ်တယ်နောက်ပြီးတော့အပြောင်းလဲတွေလည်းဖြစ်ပါလိမ့်မယ်နောက်ပြီးတော့ဗကန်နေမှန်နေဖန်နေအဲ့လိုမျိုးပေါ့နော်တို့တိကြိုက်လွယ်တဲ့ရှလွယ်ကွဲလွယ်တဲ့အရာအားလုံးကမိမိရဲ့ရှေ့မှာကြာတော့မိမိကြောင့်ကြာတာမျိုးရှိမယ်ဆိုရင်မိမိကအဲ့ရာကိုအဲ့ရာပြောင်းအိပ်ပြီးပါရွှေ့အိပ်ပြီးပါဒီကာလမှာပေါ့မိမိကဘာလုပ်ချင်လဲဘာဖြစ်ချင်လဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့တက်တဲကွဲကွဲဆုံးတက်တက်ချမယ်အချိန်ရောက်ပါပြီမိမိကဒါကြီးကိုဖြစ်ချင်တယ်ဆိုဒါလုပ်ဖို့ကိုလုံးဝလုံးဝဆိုင်ပြပါ ငါစောင့်ရင်ကောင်းမယ်အချိန်ကာတစ်ခုခုစောင့်နေဦးမယ်ဆိုဒီကာလကအခွင့်ကောင်းတွေကလုံးဝလုံးဝဆုံးရှုံးသွားပါလိမ့်မယ်။ပညာသစ်တစ်ခုခုတင်ဖို့ကြံစီနေတဲ့ရည်ရွယ်တယ်ဆိုဒီကာလမှာလုံးဝလုံးဝတင်ဖို့ပြောချင်ပါတယ်။တဲ့တဲ့နဲ့ထဲမှာလည်းပါပါတယ်ပေါ့နော်။နောက်ပြီးတော့ဒီကာလမင်းမီရဲ့လောက်ပေါ်ကင်ဖက်တွေတမောင်တမတားချင်းတွေမင်းမီအရင် unit parts တို့မျိုးတွေနဲ့အဲ့လိုပဲအတိုက်ခံနေဖြစ်ပြီးတော့လမ်းခွဲရတာမျိုးဒီတောက်တယောက်စကားမပြောနိုင်မခေါ်နိုင်ဖြစ်တာမျိုးဖြစ်တတ်တယ်။နောက်ပြီးတော့အမှုအခင်ရုံးကင်ကဏ္ဍကိစ္စရတဲ့နေပတ်သက်ရတတ်တယ်။အဲ့ဒါအရင်အရင်ကန်ဆိုးရင်ထောင်မှာကြတတ်တယ်နော်။ကန်မဆိုးရင်တော့အဲ့လိုမျိုးပတ်သက်ရတတ်တယ်။နောက်ပြီးတော့ ဘာပဲဖြစ်လာဖြစ်လာဘလို့ခက်ခဲပဲကြုံရကြုံရမိမိမှာရှိနေတယ်မိမိရဲ့အထက်အရာရှိတွေအထက်လူကြီးတွေအထက်အကြီးကြီးတွေဒါမှမဟုတ်မိတဲ့အသက်ကြီးတဲ့သူတွေရှိရနေပြီးတော့အကူအညီယူရမျိုးအထောက်ပံ့ယူရမျိုးသူတို့ရဲ့ရှိရနေပြီးတော့မှကံကောင်းတို့ရှိရအကြံဉာဏ်ကောင်းနေယူရမျိုးနဲ့မိမိရဲ့လုပ်ငန်းတွေကိုမိမိရဲ့လုပ်ငန်းတွေမိမိရဲ့ကိစ္စရတွေမိမိရဲ့ခက်ခဲတွေကိုဖြေရှင်းလို့ရပါတယ်နောက်အခြေရေမိတာကြီးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုဒီကာလမှာကန်ဆာလာကလုံးဝလုံးဝတာတာရရှိတဲ့ကန်ဆာလို့ပြောလို့ရတယ်။ဟိုငယ်သူများပို့တော့ထင်ထင်ပေါ်ပေါ်မိတာကြီးတဲ့ဆိုင်မှာပုံရှုပ်ွက်ရှုပ်အုံပုံးအခြေလေးဒီကာလမှာပုံကြုံရတတ်တယ်။နောက်အိမ်တော်တဲ့အိမ်တော်ရှင်နေနေနဲ့ဆိုရင်တော့ဒီကာလမှာပေါ့ဒီမိမိရဲ့ ဒီချက်တူရေးသားတွေကဒီကဒီလာပိုင်းမှာလို့ကလေးရမ်းဆန်လာပြီးတော့မြို့ကိုပို့ချက်လာတာမြို့ကိုမြို့ကိုချစ်စင်တဲ့ဝန်ကြီးတွေလောက်ပြတာမျိုးဖြစ်တဲ့တယ်အဲ့တော့ဒီကာလမှာလုံးဝလုံးဝအဆင်ပြေလို့ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်ဟိုနောက်တစ်ခုကကျတော့ဗာလဲဆိုတော့ဒီဝန်ထမ်းဖြစ်မယ်ဆိုရင်တော့ယာဒုတက်တာမျိုးနော်ယာဒုတက်တာမျိုးနောက်ဒီဟိုလာစာတိုးတာမျိုးလာစာတက်တာမျိုးဖြစ်တဲ့တယ်အစ်စင်တန်းမြင့်မြင့်လေးပို့ပြီးဖြစ်သွားတာမျိုးတွေ့ရတာပေါ့နော်ကိုပိုင်လုပ်ငန်းလုပ်နေသူတွေဆိုဒီကာလမှာလောက်ချာရှိရဖို့အများကြီးလို့ပါတွေ့ရရှိရဖို့တွေ့ပါအဲဒါခုတော့ရှိရင်မိကုံမိမိအရင်ကန်ဆုံးနေလို့ယူဆနေရဆိုတော့ဒီကာလမှာဟိုရှုပ်အရင်ပေါ့နော်ဒီပြက်နာတက်လွယ်နိုင်နေပြက်နာဖြစ်လွယ်တက်တဲ့အချို့အရာတွေကိုလုံးဝလုံးဝရှောင်ကျင်ပြီးတော့ ဟိုတက်နာမဖြစ်အောင်နေတတ်ဖို့ပဲပြောချင်တယ်အဲ့တော့ဒီလမှာဘာပဲလို့လို့ဘာပဲခိုင်ကောင်းခေါင်းလေးနဲ့စဉ်းစားခေါင်းလေးနဲ့စဉ်းစားခေါင်းလေးနဲ့စဉ်းစားကိုခေါင်းနဲ့စဉ်းစားလို့မရရင်ဒီပံဝဲကြီးမှာရှိတဲ့အသက်ကြီးရဲ့သူတွေရှိရနေပြီသူတို့ရဲ့အခွင့်အရေးယူသူတို့ရဲ့စဉ်းစားမှုကိုတွေးနော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးပြောချင်တယ်အဲ့တော့နောက်ပြီးတော့ဒီကာလမှာပေါ့နော်ကျမ်းမိုင်နဲ့ပတ်သက်ပြီးပြောလို့ရတာကြတော့ဒီကဒီလာပိုင်းမှာနာနာနေနေပုံနေတင်ပါတယ်။ဘာကြောင့်လဲဆိုတော့နာနာနေနေမနေဘူးဆိုရင် ဒီကာလမှာတော့အញ្ញမ်းကြီးပေါ့နော်စေယုံစင်ကန်သွားတာမျိုးမဟုတ်ဘူး။ဘာလဲဆိုတော့အဲ့လိုခေါင်းကိုက်တာမျိုးဖျားတာမျိုးအဲ့လိုမျိုးတွေဖြစ်တတ်တယ်။အာတန်ဟာစစ်တောက်လိုက်ပြီးသွားမှာပဲဆိုဒီလိုမျိုးတွေပြီးသွားမှာဖြစ်တတ်တယ်။အဲ့တော့ဒီကာလကိုအကြောင်းပြုပြီးတော့မှအရင်ကျမ်းပါကြီးဆိုးွားရဲဆိုတဲ့အခြေအနေမျိုးတစ်ခုထိကိုရောက်သွားတတ်တယ်။ရောက်ရှိသွားတတ်ပါတယ်။အဲ့ကြောင့်မလို့တက်တက်လောက်တော့ဆုံးပြပါ။အဲ့တော့ဒီကမှာအရေးကြီးဆုံးပြောချင်တာကျတော့မိဒီကမှာမင်းဘာလုပ်ကြလဲ။ဘာဖြစ်ကြလဲ။လောက်ကြချက်လို့။နော်ထို့လို့ရှိရင်ဝင်နောက်ကိုမနိုင်ဘူး။အောင်မြင်မှုနောက်ကိုလိုက်မလား။လိုက်လို့ရပါတယ်။အဲ့တော့စနေလာမျိုးများတွေ့ဒီလားကကံကောင်းစီတဲ့ရာရာလေးကိုကျွန်တော်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ ဟိုကျွန်တော်တို့ဒီဘယ်လိုခေါ်လဲဆိုတော့မြတ်စွာဘုရားရှင်ကိုတော့ကျွန်တော်ဒီ series လေးမှာသွားပြီးတော့အမဆဲလေးလေးတွေနောက်ပြီးတော့ခေါင်းလောင်းလေးတွေလှူပြန်ပေးတာမျိုးလုပ်ပေးပါနော်ဒီပြီးရခါကျတော့ကျွန်တော်တို့ဒီဟိုအတန်လှူတာမျိုးတွေလုပ်ပေးပါနော်အတန်နဲ့ပတ်သက်တာမျိုးလှူပေးပါအတန်မဆဲရွတ်တဲ့ဟာမျိုးတွေကိုလည်းပတ်စံတူတာမျိုးတွေလုပ်ပေးပါအားလုံးအဆင်ပြေပါစေအားလုံး okay ပါစေအားလုံးရတဲ့ကောင်းကြီးရရှိပါစေကျွန်တော်နေနဲ့ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ